ရမယ်ကျွန်တော်ဟိုဒီတဲဝင်ဆက်ပါတော့ဒါပေမဲ့အခုလုံးလုံးမရတဲ့ဥပဒေဆိုတော့လုံးလို့ရတယ်ဒီမီတို့ PSF ထရနိုင်ရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြည်ကြက်ရေးဌာနကနေတောင်ပြည်အတွင်းကမော်တော်ယာဉ်နဲ့ရေမောင်းတွေကိုလာမယ့်မေလ25ရက်နေ့မှာမှတ်ပုံတင်လိုင်စင်တွေစပြီးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမှတ်ပုံတင်လိုင်စင်တွေပြုလုပ်ပေးရမှာတောင်ပြည်တွေကတမ်ခမ်းနဲ့နမ်ဆန်မြို့နယ်တို့ကိုဥစွာပြုလုပ်ပေးသွားမှာဖြစ်ပြီးတော့ရေမောင်းလိုင်စင်နဲ့အိမ်သုံးရေလုပ်ငန်းသုံးရေနဲ့ ခီးတဲတင်ရင်တွေအပါဝင် ကုန်တင်ရင်တွေပါမှတ်ပုံတင်လိုင်စင်တွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်နဲ့ရေမောင်းမှတ်ပုံတင်လိုင်စင် ပြုလုပ်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းနဲ့ရင်အမျိုးအစားအလိုက်ပေးတွင်ရမယ့်အခွန်ဝန်ဆောင်ခြင်းကိုနှစ်သိန်းကျပ်ကနေ၅သိန်းကျပ်အထိအစစ်စစ်တတ်မှတ်ထားတာဖြစ်ပြီးတော့မှတ်ပုံတင်လိုင်စင်လုပ်ငန်းကိုစီမံချက်ကာလအတိုင်းပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ PSF TNA ရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနကနေတောင်းပြည်တဲ့က နမ်ခမ်နဲ့နမ်ဆန်မြို့နယ်တို့အပြင်တခြားမြို့နယ်တွေကိုပါဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်ပြီးတော့6လတာစီမံချက်အဖြစ်လာမယ့်မေလ25ရက်နေ့ကနေ2025နှစ်ကုန်ဒီဇင်ဘာလ31ရက်နေ့အထိပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်နဲ့ရေမမပုံတင်လိုင်စင် ပြုလုပ်ပေးတာဟာ မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုရောင်းဝယ်မှုပျောက်ဆုံးမှုအစရှိတဲ့ပြဿနာတွေကိုပြော့နှဲစေဖို့အတွက်ရည်ရွယ်တာဖြစ်ပြီးတော့မော်တော်ယာဉ်တွေစနစ်တကျအသုံးပြုနိုင်ဖို့အတွက်ရေမောင်းမော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်တွေပြုလုပ်ကြဖို့လိုပါတယ်။ PSOF တာဏာရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနကပြုလုပ်တဲ့မော်တော်ယာဉ်နဲ့ရေမောင်းမှတ်ပုံတင်လိုင်စင်ဟာတက်တန်းနှစ်ကြာမြင့်မှာဖြစ်ပြီးတော့တက်မှတ်ထားတဲ့အစီအမချက်ကာလအလုံးမှာ ရင်နဲ့ရင်မောင်းမှတ်ပုံတင်လိုင်းစဲမပြုတ်လို့ရသေးတဲ့ရင်မောင်းနဲ့ရင်တွေကိုစစ်ဆေးပြီးဥပဒေအတိုင်းအေးအေးယူဆောင်ရွက်တာမျိုးပြုတ်လို့မှာဖြစ်ပါတယ်ကျမနေဘော့စမင်းပါရှင်ဟုတ်ပါ